ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကဆက်လက်အသိမှတ်ပြုရလို့ဒီကနေ့ဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဧပြီလ9ရက်နေ့ကနေ9ရက်နေ့အထိဥစ်ဘက်ကစ္စတန်နိုင်ငံတက်ရှ်ကင်မြို့မှာကျင်းပနေတဲ့150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကနေ CRPH ကိုဆက်လက်အသိမှတ်ပြုကြောင်းဆုံးဖြတ်တည်ပြုခဲ့တာပါ။ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU အနေနဲ့ CRPH ကိုအာဏာသိမ်းတဲ့2022ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့140နှစ်ကျေးမြောက်ညီလာခံကစပြီးမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေရဲ့တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ်နိုင်ငံတကာပါလီမန်အစည်းအဝေးတွေမှာလေးလာသူအဖြစ်တက်ရောက်ခွင့်ပြုဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနော်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့2022ခုနှစ်အတွင်းကျင်းပခဲ့တဲ့ညီလာခံတွေနဲ့အစည်းအဝေးတွေမှာအွန်လိုင်းကနေတဆင့်ပါဝင်တက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် 2023ခုနှစ်မတ်လအတွင်းဘာရိန်းနိုင်ငံမနားမမြို့မှာကျင်းပခဲ့တဲ့146ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံကစပြီးလူကိုယ်တိုင်တက်ရောက်နေတာလို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဆိုပါတယ်။ယခုလိုနိုင်ငံတကာပါလီမန်များအဖွဲ့ CRPH ကိုအတိမတ်ပြုတာဟာဒီမိုကရေစီနီးကြမဟုတ်ပဲစစ်တပ်ကိုဒီကနေ့တိုင်စန့်ကျင်တော်လှန်နေတဲ့မြန်မာပြည်သူလူထုတရက်လုံးရဲ့ဒီမိုကရေစီကိုလိုလားတဲ့ပြင်းပြတဲ့ဆန္ဒကိုလေးစားတန်ဖိုးထားခြင်းကြောင့်သာဖြစ်တယ်လို့ဆိုပါတယ်။ 150ကျိန်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ညီလာခံကိုတက်ရောက်လာတဲ့နိုင်ငံလိုက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတီးခြားစီတွဲဆောင်ဆွေးနွေးခဲ့ကြပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အစင်းလွှတ်တော်တွေနဲ့ဖွဲ့စည်းထားတဲ့ကမ္ဘာလုံးဆိုင်ရာလွှတ်တော်အဖွဲ့အစည်းတရက်ဖြစ်တယ်လို့ CRPH ရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။